မင်္ဂလာသတင်းလေးတွေဆက်လက်ကြရအောင်ဗျာကျွန်တော်ကန်တော့ဂုံပြူပွဲနဲ့ပတ်သက်ပြီးဟိုတက်ကစကားပြောတာပါတယ်ကန်တော့ဂုံပြူပွဲအတွက်နောက်ဆုံးရရှိတဲ့ပတ်စံတော့33,400ရရှိတာပြီးကျွန်တော်က9သိန်းစိုက်မယ်တော့78,400ထပ်ဖြည့်ပြီးတော့ကျွန်တော်သိန်း20ဒီညပို့အောင်ဝယ်ရတဲ့ရဲဘော်တွေကိုဂုံပြူတဲ့ပြည်သူလူထုရဲ့ချွေးနဲ့စာတွေပါ9,000တောင်းကအစပါပါတယ် တကယ်ကိုရွတ်ရွတ်ချွတ်ချွတ်တိုက်ပွဲဝင်ပြီးဖက်စစ်စစ်အုပ်စုကိုအရှတ်ထိတည်ခဲ့တဲ့ကန်တော့တိုက်ပွဲလေနဲ့အချိန်200ဘုံလုံး900ကျော်ကျဲချခဲ့တဲ့ကန်တော့တိုက်ပွဲဒါပြင်ဒီကနေ့ချိန်ထိအင်မတီနဲ့ဇီးပြုံကုန်းကျေးရွာတိုက်ပွဲတွေဆက်လက်ဆင်နွှဲနေသေးတယ်နော်ဒါပြင်မှာမြောင်ဦးစစ်ကြောင်းထိုးပါလေတောင်မူတိုက်ပွဲဖြစ်ပါလေဖက်စစ်တပ်ဟာ အလဲလဲအပြုတ်ပြုတ်ဖြစ်နေတဲ့ဂျားတွေကကြားကန်ထဖို့ရုံးကန်ကြိုးစားနေတာဘုလို့ညင်းမရဒီအချိန်မှာတပြိုင်နက်တည်းပါရင်ဖြစ်လာလေဆိုတော့မနေ့ကတော့ဆန္နာမင်းနဲ့ကြုံမျိုးမင်းအင်တာဗျူးဗီဒီယိုကလစ်ဒါကအကြောင်းမဲ့လောက်တာဟုတ်ပါအဲ့တော့ဆန္ဒမင်းနဲ့ကျော်မျိုးမင်းအင်တာဗျူးဗီဒီယိုကလစ်မတိုင်ခင်အရှိမဒေါ်ဆန်းစုကြည်ရဲ့ တရားရုံး CCTV အဲ့ဒီရဲ့အနောက်မှာဒေါ်စန်းစုကြည်ရဲ့ထွက်ဆိုချက်စာရီးပြန်လာတယ်။ဒါဟာစေုပ်စုဟာစနစ်တကျပြည်သူလူထုကိုတော်လိုင်းအင်အားစုကိုစနစ်တကျစိတ်သက်စစ်စင်နဲ့နီးနာလို့ကျွန်တော်တည့်တယ်ပြောပါမယ်။ကျွန်တော်ဆရာကြီးပြောမှုတယ်ဗမာနိုင်ငံကြီးလုံမယ်ဆိုရင် စစ်တပ်အကြောင်းမသိဘဲနဲ့ဗမာပြည်နိုင်ငံကြီးကိုလုံးလို့မရဘူး။တိုင်းရင်းသားတွေရဲ့အကြောင်းကိုမသိဘဲနဲ့ဗမာပြည်နိုင်ငံကြီးလုံးလို့မရဘူး။မြန်မာနိုင်ငံကြီးရဲ့တမိုင်းအဆက်ဆက်စစ်တပ်အကြောင်းတိုင်းရင်းသားတွေအကြောင်းဒါတွေကိုသိသေးသေးတာသိရှိနားလည်ယုံတာမကပြည်သူလူထုရဲ့နိုင်ငံကြီး delay ပြည်သူလူထုရဲ့ delay ထုံးစံတွေစိတ်ဆန္ဒတွေအစွဲတွေကိုမြင်အောင်ကြည့်ပါမြန်မာနိုင်ငံကြီးမှာမှန်ကန်တဲ့သုံးသပ်ချက်တွေ ချနိုင်မယ်လို့ပြောခဲ့ဘူးလေဒီအပိုင်းမှာတော့ဘယ်သတင်းတန်လာမှမှာပေါ်ပြမနေတဲ့သတင်းတွေကိုကျွန်တော်ပြောပြခြင်းမသေးတယ်ပုံမှန်အာတီကယ်33ရဲ့အရေးဆိုဖို့တွားခဲ့တဲ့အလုံရှင်ကိုယ်စားလှယ်ကိုဝေမူးတွင်ဂျာမနီမြူနီမြို့မှာခုံစင်းခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးနိုင်ငံရေးတော်လှန်ရေးအင်အားစုကြီးဂျာထဲမှာအများကြီးအငင်းပွားနေတယ်အဲ့ဒီအရှိလေးမှာတပုံကော်ဖီပေါ့ဗျာမောက်ခမ်းပါယာကန်လုံးကြီးယူပြီးလောက်ကြတဲ့ကိစ္စ အဲ့ဒီထပ်ပြီးတော့ဒီကနေ့ OC ကနေပြီးတော့ OC ကိုတတိယနိုင်ငံခုံလုံသွားတဲ့ NLD တာမွေမြို့နယ်စီပင်ဥက္ကဋ္ဌကိုအောင်မျိုးလင်း OC မှာကုံစုံတိုင်းကိုငရုတ်ကြပွင့်နဲ့ထုတ်ပြီးဓမြတိုက်ပါတဲ့ဗျာနော်ခင်ဗျားတို့ကျွန်တော်တို့ချစ်ခဲ့တဲ့ယုံကြည်ခဲ့တဲ့ NLD ပါတီဝင် NLD ပါတီကြီးက ဘလို့ပြစ်ကုန်ကြတာလဲနောက်ဆုံးတတိယပုဒ်ကတော့ရှာဖတ်ကြပါဗျာကြောတလင်းညမတန်ရုပ်မြင့်တန်ကြားတရင်ကျင်ညာသူကနေပြီးတော့စီဒီယံဝင်လာတဲ့ကိုကြောတလင်းနဲ့ပတ်သက်ပြီးတော့အနည်းအထိုင်မတက်ဖဲမောက်မောက်မမဘယ်လိုကောင်းလဲဆယ်လီပေါ့ဗျာနော်ဆယ်လီလူတွေနဲ့လိုက်တွေ့ပေါ့ ဓာတ်ပုံတွေအများအန်းတင်ပေါ့မျက်မှန်ဂန်းကြိုးတာအစားတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီကြရဟာလေနိုင်ငံကမှရောက်နေတဲ့ညီမအင်အားစုတွေကိုတက်ရောက်မှုအများကြီးရှိတယ်။အိန္ဒိယထိုင်းနိုင်ငံမှာအဲ့ဒီကြရဟာထိုင်းလူမျိုးတွေကအစပြောဆိုဝေဖန်လာတဲ့အတန်းတွေထွက်လာတယ်။ထိုင်းနိုင်ငံမှာရောက်နေတဲ့ထိုင်းနိုင်ငံမှာရှိနေတဲ့ညီမအရေးတက်ကြလို့ရှားသူတွေအတွက်တိတ်ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။ ဒါကြောင့်မို့ရေဘော်စီဒီအီလစ်တွေဒီတော်လိုင်းကြီးကထွက်သွားကြပါဗျာမရှုပ်ကြပါနဲ့လို့ကျွန်တော်ပြောရတယ်။ဘာလို့လဲဆိုတော့တော်လိုင်းကြီးနိုင်ငံကြီးကရေဘော်စီနဲ့လုံးလို့မရဘူး။တော်လိုင်းကြီးနိုင်ငံကြီးဆိုတာဘဝတစ်ခုစားဗျာကျွန်တော်တို့ဘဝတစ်ခုလုံးနေပါဘဝတစ်ခုလုံးလို့တော့ပြောလို့ရတော့ကျွန်တော်တို့ဒီနိုင်ငံကြီးတွေမှာပြောင်းဝင်ခဲ့တာပါအိမ်ရဲ့နိုင်ငံကြီးစားတဲ့နိုင်ငံကြီးအမြဲတမ်းနိုင်ငံကြီးနဲ့ ရှင်တန်ခဲ့တဲ့ကောင်တွေဒါပေမဲ့ဒီကာလမှာဒီလိုကောင်တွေကဒီလိုကောင်တွေကိုဖိပြောခေါင်းပြောနဲ့ခလုတ်တိုက်ချော်လဲပြီးတော်လိုင်းရဲပါလာတဲ့ကြောက်ပြေးကောင်တွေလည်းရှိပါသေးတယ်ပရိုဖိုင်လော့ကြီးနဲ့စစ်တပ်ကိုတော်လန်နေကြတာများစစ်တပ်ကမင်းတို့ချင်းနေတော့လည်းမပေါ့ဘူးစစ်တပ်အကျင့်ဖက်စစ်တပ်ရဲ့အကျင့်စရိုက်ဒလိဖက်စစ်တပ်ရဲ့အတွေးခေါ်ဖက်စစ်တပ်ရဲ့လုံနီးလုံဟန်တွေကိုမသိဘဲ ဖစစ်တဲ့ရဲ့စိတ်တဲ့စစ်စင်ကြီးဖစစ်တဲ့ရဲ့ဝါရဖြန့်ချင်ဖစစ်တဲ့ရဲ့တွေးပုံတောပုံစဉ်းစားပုံနဲ့ဖစစ်တဲ့လှုပ်ချင်တာတွေကဘာတွေလဲရန်သူเจ้าကိုအကြောင်းတိကြရမယ်လို့ကြားကြဘူးတယ်မလားအခုတော့ရေပေါ်စီ elite တွေစဲဆုံမရရင်နာမည်ကြီးလာတဲ့သူတွေမတော်မနှမ်းနေပြောရင်နာမည်ကြီးလာတဲ့သူတွေတော်လိုင်းမှာတော်လိုင်းဆိုတာလေ ရှုပ်ဝက်လုပ်ငန်းစဉ်တစ်ခုလို့တော့ပြောလို့ရတယ်။အဲ့ဒီမှာတော့အပိုင်းကွဲလိမ့်မယ်။ပထမအပိုင်းကတော့တော်လိုင်းနဲ့ပတ်သက်တဲ့သတင်းစကားတွေကိုဖြန့်ဝေတဲ့သူများအုပ်စုဒုတိယတပိုင်းကထောက်ဖို့အုပ်စုတတိယတပိုင်းကမြေပြင်စစ်ပွဲဆင်နွှဲနေတဲ့အုပ်စုပေါ့ဒီအုပ်စုကြီးသုံးစုကိုလေ့လာကြည့်လိုက်ရင်မြေပြင်စစ်ပွဲဆင်နွှဲနေသူတွေကတော့ထားလိုက်တော့မြေပြင်မှာစစ်ပွဲတော့ပြင်မြေပြင်စစ်ပွဲဆင်နွှဲနေသူတွေကတော့ကျင့်ဝတ်တော်လိုင်းကျင့်ဝတ်နိုင်ငံရေးကျင့်ဝတ်တွေကိုတော့ ိရှိနားလည်ဖို့လိုတယ်ပြည်သူကိုယောင်လို့တော့တင့်မဖို့စဉ်းစားလို့မရဘူးတော်လည်ကြီးရဲဘော်ရဲဘက်အချင်းချင်းညီရင်းကိုကဲသူဆက်ဆံရမှာဒါအခြေခံကျင့်ဝတ်တွေနော်ဒါပေမဲ့ဒီနေ့တော့ဒီကျင့်ဝတ်တွေဖောက်ဖျက်နေတဲ့ခီးကြံပကပအကြောင်းမပြောသေးပါဘူးကိုเจ้าကိုတိရခီးကြံကပကပတွေ ဒေါ်လာရေးသာဆင်နွှဲနေတယ်ပြောတာအခုအချိန်ကြီးတကောင်းတီကယ်စက်ရုံမီးတွေလင်းထိန်နေတာရင်းမာပင်ကလက်ပတော်တော်ကျင်းဒီစီမံကိန်းကြီးအေးစစ်စစ်ပဲငါတို့ဒေါ်လာရေးကြီးကစစ်ကောစစ်ရလားဆိုတော့မျိုးကျွန်တော်တွေးမိတာပါတို့ပြင်မဲ့ဒီဒေါ်လာရေးဟာသူတို့ဒေါ်လာရေးမဟုတ်ဘူးဗျဒီဒေါ်လာရေးဟာသူတို့ကစားခဲ့တာလည်းမဟုတ်ဘူးဒီဒေါ်လာရေးဟာပြည်သူရဲ့စုံပြတ်ချက်ဖြစ်တယ် တော်လည်းကိုတွေးတက်လောင်းဖို့အချိန်တန်ရင်တွေးတက်လောင်းလာလောင်းဖို့ဖြစ်လာပါလိမ့်မယ်။ဒါကိုအားလုံးကြံစီစူးစမ်းနေကြပါလိမ့်။ရောင်တော်ပြန်ဒီအီလစ်ဒီရေပေါ်စီတွေရဲ့လုံမကိုင်မစီမံခံဝဲမှုအမှအတွေးမှအမြင်မှအလုံမှတွေတော့ဒီ၄နှစ်တာ၅နှစ်ကာလမှာမြေပြန့်ဒေတာအခြေအနေဟာလူတစ်ထောင်နှစ်ထောင် 3000 4000လောက်ပဲရှိခဲ့တယ်။အာခတ်တက်တော်အီရဲ့ဖင်ပြားတော်မမီခဲ့ပါ။သူတို့တော့အလူငွေရတာလေသူတို့ပါပဲ။နော်။သူတို့တော့ဒေါ်လာတန်းတဲ့ချီရနေပြီဆိုတာလေသူတို့ပါပဲ။သူတို့တော့ဘန်နေပွင့်တာလေသူတို့ပါပဲ။ဒါပေမဲ့လက်တွေ့မြေပြင်တော်လန်ရေးမှာတော့မြေပြတ်စိုးမိုးနေပြီ။မြေပြတ်တော်လန်ရေးဟာဘသူမှ အားရစရာကောင်းတဲ့အခြေအနေမျိုးဟုတ်မနေဘူးဆိုတာတော့အားလုံးသိချာအဲ့တော့မြေပြန်သားတွေကမစူးစမ်းပဲနေလို့လားဆိုတော့မြေပြန်သားတွေစူးစမ်းလိုက်ကြတာများဗျာအညာသားကိုပဲပြောမယ်စကိုင်းကလူပြီးပြည်သူလူထုအနေနဲ့ကြည့်မယ်ဆိုရင်လဲရွာလုံးကျွတ်မိရှုခံရတယ်တိုင်းလုံးကျွတ်နီးပါအင်ဂျီရကြီးမေအရွယ်ရောက်ပြီးသားလူတိုင်းကို ကြည့်မယ်ဆိုရင်လဲဂျပန်ဖက်နဲ့ပစိုးကွင်းတိုင်းတိုက်ပွဲဝင်ကြတယ် ကယ်၍လား2022ခုနှစ်လောက်မှာကိုအစုအဖွဲ့ရဲ့အာဏာတီဆောင်ရေးတာမလုပ်ခဲ့ရင်ဒီအချိန်မှာမင်းအောင်နိုင်ကိုကြိုးစင်ပို့လို့ရနေပြီဗျာဒါပေမဲ့ကိုအစုအဖွဲ့ကိုလူအုပ်စုကြီးကိုလူတွေဆိုပြီးလှုပ်လိုက်ကြတာဒီကနေ့ဆိုတော်လိုက်ရေးဟာတီတူလူလူရဲ့ညိုညင်ပြစ်တင်မှုကိုတော့ မတိမတာခံစားလာနေရတကယ်ကိုစိတ်သက်ခိုင်မာတဲ့သူတွေကတော့မမမမရက်တီနေပြီမဲ့တချို့ကတော့မင်းတို့တော်လိုင်းကြီးကစိတ်ပြတ်เสียကြီးกว่าလို့ပြောနေကြကျွန်တော်ဒီနေ့ကောမလီတခုဖတ်လိုက်ရတယ်ထီးကြိုက်ပကဖအကြောင်းကျွန်တော်ရေးတင်လာတဲ့အခါကျတော့မင်းတို့တော်လိုင်းကြီးကိုငါပြောမယ်တဲ့ က်မှာတက်တွေအများကြီးရှိတယ်ဘက်ကဖားတွေလည်းရှိတယ်ထီးကြိုက်ထီးကြိုက်ကလားတကောင်းနီကဲစက်ရောထီးကြိုက်မျိုးနဲ့နီးနီးလေးပဲရှိတယ်တကောင်းနီကဲစက်ရောမီးလေးမဖြတ်ဘူးအဲ့ဒီတည်းကမင်းတို့တော်လန်ကြီးပါလေတကယ်လောက်ကြမှာလားတကယ်စနေဟောက်ခေဟောင်းကိုဖြူချမှာလားဖတ်စစ်တည့်ရဲ့အတွေးခုံနဲ့လုံနီးလောက်ပါနဲ့တီရှိပုံကို ြည်တွင်ဗမာပြည်ကနေပြီးတော့အမြင့်ဖြတ်ပါလားတကူဟာကအာနာပြန်ရာကြီးလှုပ်တဲ့လုံလုံနီးလှုပ်ဟန်တွေကြောင့်တချို့ငွေတွေအချိန်ကြီးများကြီးကုန်ခဲ့ရပါပြီဒီအချိန်မှာဘလို့မှဖုံးဖိလို့လည်းမရအောင်ဘွားဘွားကြီးပေါ်လာခဲ့ပါတကယ်လှုပ်တဲ့တကယ်စီမံပြီးတကယ်လှုပ်တဲ့သူတွေက အာခတ်တော်အီရဲ့ထောက်ဖို့ဘာလို့လဲသိနိုင်မလဲဘသူမှန်းတော့မသိဘူးဘယ်ကပတ်စံနေရနိုင်မှန်းမသိအောင်တိုက်နေတာကျွန်တော်တို့ထောက်ဖို့တွေများတော့ဗျာကျွန်တော်ကျွန်တော်တို့ဘက်ကစေလီတွေများတော့တကယ်ထောက်ဖို့တွေကလည်းလုံနေခိုင်နေလိုက်ကြတာနော်တကယ်တကယ်ကိုကိုထမင်းမစားမနဲ့ဒီဒီကလေးတွေတော့ငပိကြော်တော့ပြီးပို့နေတယ်ထောက်ဖို့ကြီးရှိတယ်တချို့တွေများကြော်လို့လည်းထောက်ဖို့လုပ်ပြီးချမ်းသာသွားကြတာတွေအများကြီး တချို့တွေများကြတော့လေဆယ်လီတွေဆက်တလေဖြစ်ပြီးတော့ဟမ်မတော်မနှမ်းနေတယ်အလစ်ရေဘောစီနိုင်ငံရေးဟာအလစ်ရေဘောစီအတွင်းနဲ့လောက်တဲ့တော်လန်ရေးဟာတိတ်မချခင်တခမ်းရပါတော့ပြီအခုအတန်ဒီထွက်လာပြီလေအမတီဗီက CDN ကိုကြောတဲ့ link ကိစ္စဝေမူးတွင်ကဗျာဆရာကိစ္စတဘုံကော်ဖီမောက်ခမ်းဝါကိစ္စ NDD တောင်ဝင်းမြို့နယ်စီပင်ဥက္ကဋ္ဌဟောင်းမယုတ်ကျွေးတဲ့ဓမြတိုက်တဲ့ကိုအောင်မျိုးလင်းကိစ္စတဖြည်းဖြည်းရေဝေါ်စီဒီမျက်နှာပုံကွာချလာပြီဖြစ်တဲ့အတွက်ကွာချလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်သွားရမှာကသွေးတည်လောင်းချင်းပါပဲစစ်မှန်သောကောင်းဆောင်မှုစစ်မှန်သောစီမံခန့်ခွဲမှုနဲ့စစ်မှန်သောတော်လှန်ရေးတရက်စီကိုတွားဖို့ပြည်သူသာရှိပါတယ်ကဲပြည်သူဆိုတော့ပြည်သူကအမြဲပါတယ်လို့အမြဲချဘူးလေ အခုရန်ကုန်မြို့မှာလက်စစ်မီးတွေ15နာရီလောက်ရနေပြီအင်တာနက်လိုင်းလေးတွေနည်းနည်းကောင်းလာပြီမင်းအောင်လိုင်းကတဖြည်းဖြည်းရွေးကောက်ပွဲအတွက်ခင်�ျားတို့ကိုပြည်သူကိုဖြေလျှော့လာပါလိမ့်မယ် NLD ကို NLD ကြီးနဲ့တိုက်ပြည်သူကိုပြည်သူနဲ့တိုက်လူငယ်ကိုလူငယ်နဲ့တိုက်ဘယ်လိုတိုက်လဲသိလား PDF ကိုပြည်သူစစ်ပေါ်တာနဲ့တိုက်တာတာလူငယ်ကိုလူငယ်နဲ့တိုက်တာစန္နာမင်းပါဝင်ပြည်တွင်းကတော်လိုင်း NLD အင်အားစုတွေနဲ့ NLD ချင်းတိုက်တာ နော်ဘုံကြီးကိုဘုံကြီးနဲ့တိုက်တော်လိုက်ဘုံကြီးတွေကိုဟိုဘက်ကရှင်စေစေကိနာလို့တီတကူနဲ့တိုက်ဆက်တော့ရှောင်းတော့နေရန်သူဘယ်တော့မှအထင်မသေးပါနဲ့အထင်လည်းမကြီးပါနဲ့ရန်သူအเจ้าကိုအเจ้าတိကိုတိရပါလိမ့်မယ်စကမောက်ယာနဲ့ချီထောင်နဲ့ချီယာနဲ့ချီတိမ့်ထားနိုင်ကလူပေါင်းတိမ့်နဲ့ချီဖက်စစ်တက်က လက်နဲ့ချလင်းဝင်နေသိတယ်။ဒါမဲ့ဒီနေ့ကြီးသူတောက်ခံထားနိုင်ပြီးကြောက်ကြခဲစစ်နိုင်ရေးအတွက်ကြိုးစားနေတယ်။တောင်းမပြတ်တတိရှိပါ။ပြည်သူကလည်းတစ်ဖက်မှာဖြေလျှော့မယ်။တစ်ဖက်မှာစီရီယန်တွေ PDF တွေအဆရှိတဲ့နိုင်ငံကြီးအတွေ့အကြုံအတွေ့အခေါ်အားနေတဲ့လူတွေခက်ခက်ခဲခဲရက်တီရတာတွေကိုခွင့်လွတ်ပါတယ်လာခဲ့ပါသူတကယ်ခွင့်လွတ်ပေးပြီးတကယ်သာခေါ်သွင်းလိုက်ရင် မင်းအောင်လိုက်အကွက်ရွှေ့တော့မယ်လို့ကျွန်တော်ပြောနေတယ်မင်းအောင်လိုက်အကွက်ရွှေ့တော့မယ်နော်စစ်တပ်ကဒီပုံစံတိုင်းပဲလုပ်ခဲ့တာတန်းရွှေ့ခင်မှလည်းဒီတိုင်းပဲ1986အရေးတော်ပုံကာလ ABDF ចောင်းသားတက်မတော့သူ့အိမ်တင်းတော့ပြန်ဝင်သွားရသေးတယ်ဗျာနော်စစ်တပ်ကဒီလုံကြီးလုံဟန်ကဘတော်မှမပြောင်းဘူးအခုလည်းလာတော့မယ်အမှန်မီးတွေကမှ15နိုင်လောက်မှန်နေပြီ တရေချင်းဖြေလျှော့ပြီးနေပြော နေခြင်းစရာကောင်းတဲ့ပုံစံအခုတော့အင်တာနက်စာမျက်နှာတွေတက်တော့နေမှာဈေးရောက်မပြတ်ဘူးအီတန်နဲ့ဟိုအစ္စရေးစစ်ပွဲကြောင့်အေးစိတ်အဲတော့အဲ့ဒါပဲဗမာပြည်ကြောင့်စိတ်မဝင်သားဘာမှမဖြစ်ဘူးမသိရင်ဗမာပြည်ကဘာမှမဖြစ်တဲ့အေဂျင်တာယာပွန်ပြိုးတိုးတက်တော်နိုင်ငံတော်တည်ကြီးကြတယ်အဲ့လိုဖြစ်အောင်လှုပ်ထားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာအဆင်သင့်ဖြစ်ပြီလား ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကျွန်တော်တို့ဇာဦးကြီးမြင့်တို့အစရှိတဲ့သူတွေကထောက်ပြဝေဖန်မှုတွေကိုလုပ်တယ်မူဝါဒအရပြောတာတော့ပုံကိုကြီးတစ်ခုမှမပါဘူးဒါပေမဲ့ profile lock ခတ်ထားပြီးလာဆဲရတဲ့လူတွေတပြုံပြီးစိတ်ဝင်စားစောက်ကုန်းဆိုင်အဲ့ဒီပုံမှန်လည်းကျွန်တော်ကောင်းနေလည်းမရှိဘူးကျွန်တော်တကယ်ပြောနေတာခင်ဗျားတို့ ဒီတော်လန်ရေးဟာလေတစုံတရာဆုံးဖြတ်အဆုံးဖြတ်အချိန်ရောက်လာပြီမင်းအောင်ရယူတူတူပေါ်တော်တော်လောက်နေပြီမဲ့မင်းအောင်လိုင်းနဲ့စစ်အုပ်စုကိုခင်ဗျားတို့ရှော့မတော်တယ်ဂျန်တို့ကိုရှော့မတော်တယ်တရွေ့ရွေ့တိုးလာလိုက်တာဒီကနေ့တေးဥရုရှားနောက်ခံတဲ့မြန်မာပြည်ထဲမှာထိန်တိုင်းကျင်းနေတာတကဘာလုံးဘယ်ကောင်အတန်းဟာရဲ့ ီဘက်ကျွန်တော်တို့မှသာကြာရခက်နေရတာခိုင်မအောင်စနစ်ကြအောင်လင်းနေငါးနှစ်အတွင်းမတီးရှောက်ပဲကိုအနာကိုအကျိုးကြီးပွားတီးဆောက်ရေးအတွက်လှုပ်ခဲကြတဲ့အတွက်ဒီကနေ့ဆိုရင်တကယ်သာလှုပ်ခဲကြရင်မင်းအောင်လည်းကျိုးစီပို့နိုင်တဲ့အချိန်ရောက်နေပြီအဲ့တော့အပြည့်ပြုံးနေတာမဟုတ်ဘူးပြန်လေတုံးသက်ကြအောင်ဆင်ခြင်ကြတော့ရေပေါ်စီးနိုင်ငံရေးကနေစွန့်ခွာကြတော့ ဒါကိုကြားခဲ့တကယ်စွန့်စွန့်စားတကယ်တရင်တက်ဖွဲ့များစီအရောက်ကိုကြထူကြတယ်ပြည်သူလူလေလက်ပန်းကျနေပြီမရှိသူမဲ့သူလေးတွေက9000တောင်းများလာကူကြတာလာလူကြတာကန်တော့ကိုဂုံပြူချင်လို့ပါတယ်ကျွန်တော်တွေးကြည့်ရင်မျက်ရည်တော်ကြပြီမျက်ရည်တော်ဝဲမိတယ်ဗျာအော်ငါတို့ပြည်သူလူလူတကယ်တော်လန်ရေးကိုနိုင်စီခြင်းနဲ့ပြည်သူလူလူတွေတကယ်ရှိပါလားတယောက်ပဲရှိရှိအဲ့တယောက်ဟာအဲ့တယောက်ရဲ့စိတ် ဓာတ်ကိုကျွန်တော်လေးစားမိတာကိုပြောတာပါအဲ့တော့လာလာပြီးတော့ချွေးနှင်းစာလေးတွေ9000တောင်းမှအစ2000မှအစလာပြီးတော့ကုညီလူတန်းတန်တောင်းကိုဂုံပြုတ်ချင်ဘူးလေအောင်ဝဲကိုစာလောင်နေတဲ့ပြည်သူအတွက်မျော်လင့်ချက်ပုံမှုရှင်သန်ပေးဖို့ကျွန်တော်တိုက်တွန်းပါတယ်အခါအခွင့်ကျွန်တော်တို့စီရောက်လာပါဦးပါမဟုတ်ပါနဲ့ အမှန်တရားနဲ့တရားမြတ်ဟူဟာလူသမိုင်းမှာဘယ်တော့မှတင်ကိုယုံမရှိပါဘူးအာနာရှင်မှန်သမျှဟာဘယ်တော့မှအရှင်ထွက်ရရုံထုံးစံမရှိပါဘူးကဘာမှာကဘာကြီးကိုတော့ချိန်ချောက်သိမ့်ပိုက်နိုင်တဲ့ဟစ်တလာလိုလူမျိုးတော်ကြာဆုံးရသေးတာပဲဗျာမင်းအောင်လိုင်ကပါကောင်မှုလို့တဖက်မှာလည်းဒေါ်အောင်ဆန်းစုကြည်ကိုကင်ကစားအန္တရာယ်အန္တရာယ်ချင်းတက်လူငယ်လူငယ်ချင်းတက်ပြည်သူပြည်သူချင်းတက်တရင်တရင်ချင်းတက် အလေမာဝါရဖြန့်တက်ရှုသွေးခွဲမှုကြီးလို့ကိုဘကကလေကဝရီကဖယူဖယဲလုံးရက်တွေကိုဇန်းတင်ပြီးတော့ထိုးခွင်းအပိုင်းပိုင်းကွဲနေတဲ့အပိုင်းပိုင်းပြက်နေတဲ့လုံဆောင်နိုင်စွမ်းမရှိတဲ့တော်လိုင်းအင်အားစုနဲ့ဖယူဖယဲဖြစ်နေတဲ့တော်လိုင်းသမားတွေအဖြစ်ကိုရောက်ဖို့မင်းအွန်လိုင်းဖက်စစ်တာနီလန်ဘောင်းစုံနဲ့စူးစမ်းနေတယ် ငွေအားလူအားမီဒီယာအားဒီနှံပေါင်းစုံနဲ့စူးစမ်းနေတယ်။ဒါကိုတတိရှိပြီပါ။မပြတ်တတိရပြီပါ။ဆဲဆိုနေုံနဲ့ကျွန်တော်တို့မပြီးဘူး။ညံပါပါတတိရှိရှိနဲ့ပြင်ဆင်ကြဖို့လိုတယ်။အခုလောစနာမီဗီဒီယိုဖိုင်ယာအကြောင်းမဲ့ထွက်ပေါ်လာတာမဟုတ်ဘူး။ဆက်ဆက်မှုဖြစ်စဉ်ရှိမှာခင်ဗျားတို့ကိုကျွန်တော်ပြောပြီးသား အရင်ရက်တွေကပြောဘူးတယ်ကိုမြအေးကိုအလကားလုပေးလိုက်တာမဟုတ်ဘူးကိုမြအေးလုပြီးတိတ်မကြဘူးတွေးဆုံဆွေးနွေးငွေဆောင်ဆွေးနွေးပွဲအတန်ထွက်လာတယ်ခါကိုကိုကြီးကိုမဖမ်းတာအလကားမဟုတ်ချစ်လို့မဟုတ်ဘူးကိုကိုကြီးကိုကကိုကိုကြီးကပါတီကြီးတစ်ခုရှိနေတော့ကိုကိုကြီးတို့လူမျိုးကိုကင်ကစားပြီးတော့ရွေးကောက်ပွဲလမ်းကြောင်းကိုနိုင်ငံအင်အားစုပဲအတန်ထုတ်ရန်ဖြစ်ခိုင်းလိုက်တာစနမင်းကိုချစ်လို့မဖမ်းမထားတာမဟုတ်ဘူး အန္တအန္တရင်းတိုက်ဖို့တဲ့ပြီးမွေးရတာစစ်တပ်ရဲ့အကွက်တွေကိုခင်ဗျားတို့မြင်ဘူးပြောပြတာဒါကြောင့်မို့မြန်မာနိုင်ငံကြီးတော်လှန်ရေးကိုဘဝတစ်ခုလုံးကဖျက်ဆီးလာတဲ့လူတွေကိုအားနာတော့အဖြစ်မရှုပ်ကြပါနဲ့ဗျာရေဘော်စီတွေအီလစ်တွေဗျာခင်ဗျားတို့ကျွန်တော်တို့တောင်းပန်ပါတယ်ဒီချိန်ကတော်လှန်ရေးကမိုးရေရှည်နေပါခင်ဗျားတို့ ကျေးဇူးပြုပြီးတော့မရှုပ်ကြပါနဲ့အခုတော့သူတို့ရှုပ်သည်မလားရှင်းရတဲ့ပြဿနာတော်လိုင်းအင်အားစုတွေမှာအလဲလဲအကွဲအကွဲတည်နေပြီညင်အောင်ကြည့်ပါလို့ဖြစ်စဉ်တွေကိုလက်ဝါးပေါ်တင်ကြည့်ပါလူမြတ်ကျော်ကိုချစ်တဲ့အစွဲဒေါန်ဆန်းစုကြည်ကိုချစ်တဲ့အစွဲအန်ဒီအစွဲဘာအစွဲညာအစွဲအစွဲလမ်းအခုခံနေစွန့်လို့အမှန်ကိုလက်ပေါ်တင်ပြီးမြင်အောင်ကြည့် ဘသူပါလဲဘွားဘွားကြီးပေါ်လာပါလိမ့်မယ်ဒါကြောင့်မို့ဒီအချိန်မှာတိုင်းပြည်နလန်ထဖို့စင်အောင်မစင်စားရတဲ့အချိန်ဒီမှာတချို့သောနာမည်ကြီးအောင်မြင်ခြင်းတဲ့လူတွေကဘာတွေမျော်လင့်နေခြင်းနေမှန်းကျွန်တော်မသိဘူးကြိုပြီးအိမ်ဝယ်ကားဝယ်ပတ်စံတွေစုဆောင်းနေတဲ့လူတွေကဘာတွေမျော်လင့်နေမှန်းမသိဘူးနိုင်ငံတကာမှာတော့အိမ်မကြီးထိုင်းနိုင်ငံမှာတော့မြန်မာ မြမာရီဘဝဟာလေခွေးမောင်းတို့မောင်းထုတ်မခံရရုံတမိတ်လေးကတ်တတ်နေကြရတဲ့အချိန်ဒီမှာခင်ဗျားတို့ကိုချင်းစာတရားမရှိတော့ဘူးတချို့တွေများပျော်ပြနေလိုက်တာအိမ်တွေဝလိုက်တာကားတွေဝလိုက်တာနော်ပြောချင်တာကဝယ်နိုင်ရင်တော့သုံးနိုင်ရင်ဖြုံးနိုင်ရင်တော့ကိုချင်းစာပြီးပါဒါကြောင့်မို့ ရေဘော်စီဒေါ်လာရေးရေဘော်စီနိုင်ငံရေး elite နိုင်ငံရေးတွေ NGO နိုင်ငံရေးတွေ CSO နိုင်ငံရေးတွေဒေါ်လာရေးတွေကနေမရက်ရင်တော့ခင်ဗျားတို့မင်းအောင်နိုင်ကလှလှပပကြီးကင်းဝင်သွားနိုင်တယ်ဒီညတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါ